မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တက်မတော်တွေကစကားသံအစီအစဉ်အနေနဲ့ခလာရ15ကရင်းမိတဝီရေးသားပေးဖို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်မအနေနဲ့ခလာရ15မူးညင်းမှာဖြစ်ခဲ့တဲ့မတရားမှုလေးတစ်ခုကိုရင်ဖွင့်တင်ပြပေးချင်ပါတယ်တက်တွေးအကြဖတ်မှုနဲ့ဌာနချုပ်တက်ခွဲမှုတယောက်ကတပတ်စင်နဲ့တငယ်ချင်းရဲ့မိမဖြစ်သူကိုအယံမူးအောင်တိုက်ပြီးမူးသွားစဉ်အရာရှိရိတ်သားမှာခေါ်အိတ်တဲ့အကြောင်းလေးပါကျွလုံသူဟာဌာနချုပ်တက်ခွဲမှုလုပ်နေသူ ယာယီတက်ခွဲမှုဘုံမှုဘူကြီးစင်လင်းထုတ်ဖြစ်ပါတယ်ဖြစ်စဉ်တစ်ခုလုံးကိုတည်ရင်မှုနဲ့တည်ရင်မှုကတော့ပါဝင်ပတ်သက်နေပြီးတရားခံဘက်ကနေကာပါယူပြီးမတရားခံရသူဘုံမှုကိုတော့ရှေ့လန်းပို့ထားပါတယ်သူမိသားစုဝင်တွေကိုတော့တပ်ပြစ်မှနေထိုင်စေပါတယ်လက်ရှိမဖုံးနိုင်မဖိနိုင်နေဖြစ်ကုန်တော့အရေးယူဖို့မပခကိုကျေနပ်တင်ပေးလိုက်ရပါတယ်နောက်ပြီးတရားခံဌာနချုပ်တက်ခွဲမှုအစားတည်ရင်မှုကတော့ကနေပြီး မတရားခံရသူအရာရှိလင်မယားကို330ပေးပြီးကြည်အေးနှုတ်ပိတ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့လည်းခံရသူလင်မယားကတော့မကြည်အေးပေးပဲဆက်လက်တိုင်ကြားထားပါတယ်။အမှုကိုလည်းဆက်လက်စစ်ဆေးနေစေဖြစ်ပါတယ်။တရင်မှုကတော့ကတရားခံဘက်ကရက်တီပေးနေပြီးတိုင်မှုအထိပါလာစဉ်ကာရောကသွားပြုပြီးအမှုကိုပပျောက်သွားတဲ့အထိလှုပ်ဆောင်နေပါတယ်။ကျူးလွန်သူဟာကာဆာထမှုနဲ့ရဲချုပ်အဖြစ်တာဝန်ယူခဲ့ဘူးသူဒုတိယဗိုလ်ချုပ်ကြီးတန်းလှိုင်ရဲ့သမတ်ပါ။ ဒါကြောင့်ကာဝယ်ပေးနေကြတာဖြစ်ပြီးသူဟာတရင်ရှိတက်တဲ့မှာလဲအရာခံဘူဦးစီးအဖွဲအားလမ်းဖြတ်သွားတဲ့ကုန်ကားစီတင်ကားတွေစီကငွေကောက်ခံတောင်းရန်ခိုင်းတာတွေပြုလုပ်နေပါတယ်။ဒါအပြင်တနားနှိဆက်ရွာတွေစီကိုလည်းဝင်ပြီးဆက်ကြီးကောက်ခိုင်းတာတွေလုပ်ပါတယ်။တရင်မှုကလည်းရှေ့တန်းသားကစပေးရှောင်းအိမ်တွေကခေါမိုးတွေဖြုတ်တယ်လို့အိမ်သားကျူကတွေကိုပါခွာရောင်းခိုင်းတာတွေပြုလုပ်နေပါတယ်။တက်မှာရှိတဲ့ရှေ့တန်းမှာတာဝန်ထမ်းဆောင်နေတဲ့စစ်တီတွေကိုမေးမြန်းစုံစမ်းနိုင်ပါတယ်။ လက်ရှိမှာစစ်ဆေးနေတဲ့အမှုရဲ့တရားခံဌာနချုပ်တက်ခွဲမှုကိုလည်းအချုပ်ထဲမထည့်ပဲအရာရှိရိတ်သားတွေမှာပဲထားပါရယ်။တရားခံကရိတ်သားမှာမိမတွေခေါ်အိပ်ပြီးအတောက်အစားမပြတ်နေနေပါရယ်။ပိုင်ရဆိုင်ရမှုအထက်ဌာနတွေကိုချိတ်ဆက်ထားပြီးအမှုမမြောက်အောင်လဲစုံခုံအရာရှိတွေကိုငွေလန်းခင်းပေးထားကြောင်းလည်းသိရပါရယ်။တကယ်ကတမတော်ကြီးကတိတ်ကောင်းပါရယ်။တမတော်တွေကအဲ့ဒီလိုတရင်မှုတွေအရာရှိတွေရှိနေလို့အခုလိုမဖြစ်တင်တာတွေဖြစ်နေရတာပါ။အမှုမှပေါ်ပေါက်ပြီး ညှတာတဲ့ပြည်ထောင်တခုချမှတ်နိုင်ရေးမတရားခံရသူဘက်မှယက်တီပေးစီခြင်းမာရရှင်လို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားအရာရှိစစ်တီတွေအိမ်တော်တဲ့ရမိတွေနဲ့တမိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအိမ်တော်တဲ့ရမိတွေနဲ့တမိသားစုဝင်တွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင် message box ကနေတင်ဆက်ပေးပို့ပြီးပါဝင်နိုင်ပါတယ်။ ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။